မယုတ်ကောင်းစားပေးခြင်းကဘာအတွက်ကောင်းစေတာလဲမယုတ်ကောင်းလို့ပြောလိုက်တာနဲ့လူတိုင်းနေပါတိကျမှာပါမယုတ်ကောင်းကိုဟင်ချက်တဲ့နေရာတွေမှာတုံ့ကြပေမဲ့မယုတ်ကောင်းအရာကကိုစိုက်တဲ့သူရှိတယ်လို့မစိုက်တဲ့သူလည်းရှိပါတယ် မြို့ကောင်းကိုဘာလို့စားသုံးကြတာလဲမြို့ကောင်းကဘာကောင်းလို့လဲမြို့ကောင်းကဘာကောင်းလို့လဲဆိုရင်မြို့ကောင်းကခင်ခအမွေးဆိုင်တစ်ခုအနေနဲ့မဟုတ်ပဲကျမရဲ့အတွက်များစွာအထောက်အကူပြုစေပါတယ်ဒါကြောင့်မြို့ကောင်းကိုစားပေးခြင်းကဘာအတွက်ကောင်းစေလဲဆိုရင်မြို့ကောင်းကအစားအစာတွေထည့်စားပေးခြင်းကအစာအိမ်ဦးလမ်းကြောင်းကိုကောင်းမွန်စေခြင်းအစာအိမ်နာခြင်းကိုတက်တာစေခြင်း ိုင်အောင်ပိုင်နာဖြစ်ခြင်းကိုတတစေခြင်းလေးတက်ခြင်းကိုတတစေခြင်းအစာမကြေခြင်းကိုတတစေခြင်းခီပူခြင်းကိုတတစေခြင်းဝိုင်းလျှော်ခြင်းဝါချူခြင်းကိုတတစေခြင်းလေးပြောရောင်ရမ်းခြင်းကိုတတစေခြင်းအပြင်ဥမကြီးကိစားကိုကာကွယ်ပေးနိုင်တာကြောင့်မယုကောင်းကိုစာခြင်းကတင့်ကြမာရဲ့အတွက်များစွာထောက်ကူပြုစေနိုင်ပါတယ်ဒါပေမဲ့မယုကောင်းကိုလိုတာတဲ့ပူစားတော့ခြင်းမျိုးတော့မပြုလုပ်ပါနဲ့အယုကောင်းကိုကြိုက်လို့လိုတာတဲ့ပူစားမိခြင်းကချက် မာရေးကိုထိခိုက်စေနိုင်တယ်လို့ဝန်ဆောင်မိခင်များအနေနဲ့မြို့ကောင်ပိုးစားသုံးပေးခြင်းကကလေးဖြစ်ကြစေနိုင်တာကြောင့်ဘေးရန်မစိုးတန်ဆေးလူပိဆိုတဲ့အတိုင်းကျမကြီးအတွက်လူသားတဲ့ပုံစားသုံးဖို့မလိုက်ချင်ပါနဲ့